အခုပြုလုပ်မယ့်ရန်ကုန်မြို့သစ်စီမံကိန်းကိုပွင့်လင်းမြင်သာမှုရှိရှိလှုပ်ဆောင်သွားမယ်လို့ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့စီမံကိန်းဝန်ကြီးကပြောပါရယ်ဒီတဲ့င်းကိုအောင်သူကပေးပို့ထားပါရယ်ရှင်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကလက်ရှိဆိုးရလက်ထမှာပြုလုပ်မဲ့ကျင်းမြင့်တဲ့တဖက်ကမ်းမှာရှိနေတဲ့ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာပြုလုပ်မဲ့ဧရိယာဝန်ကျင်ထဲမှာဖြစ်ပါတယ်။ဒီစီမံကိန်းကအရင်ဆိုးရလက်ထမှာတုန်းကပြုလုပ်ဖို့ရှိခဲ့ပေမဲ့ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောဆိုမှုတွေကြောင့်မပြုလုပ်ခဲ့ပါဘူး။ NLD ဆိုးရလက်ထမှာတော့ဒီစီမံကိန်းကို ွင့်လင်းမြင်သာမှုရှိရှိနဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဥမြင့်တောင်းကပြောပါတယ်။သူတို့အစိုးရအနေနဲ့ပြည်သူတွေမတီးပဲဘာစီမံကိန်းမှလုံးမမဟုတ်တဲ့အပြင်ဒီစီမံကိန်းနဲ့ပတ်သက်ပြီးမြေယာရော်ကြီးတွေကိုဥပဒေလုံထုံးလုံနည်းတွေအတိုင်းနှံ့နာမှုမရှိအောင်လှုပ်ဆောင်သွားမယ်လို့စီမံကိန်းဝန်ကြီးက DWP ကိုပြောပါတယ်။အရင်ဆိုကလက်ထက်မှာကြီးမြင့်နိုင်တဖက်ကမ်းမှာရှိနေတဲ့မြေဧက3000ဝန်းကျင်မှာရန်ကုန်မြို့သစ်စီမံကိန်းလှုပ်ဖို့တိုင်းဒေသကြီးလှစ်တော်ကအတီးပြုတ်ပေးခဲ့ပေမဲ့ ပွင့်လင်းမြင်သာမှုမရှိလို့ဝေဖန်မှုတွေရှိခဲ့ပါတယ်။ငွေကြေးတက်နိုင်သူတွေကလည်းအဲ့ဒီမှာလဲမြေတွေကိုလာရောက်ဝယ်ယူတာတွေရှိခဲ့ပြီးဈေးနှုန်းတွေကလည်းလဲတေအကကိုတိန်းထောင်ကနန်းအထိမြင့်တက်ခဲ့ပါတယ်။အခုချိန်မှာတော့အဲ့ဒီမြေတွေဟာအရောင်းအဝယ်မရှိသလောက်ကိုရပ်ဆိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။စီမံကိန်းစလုပ်မယ်ဆိုတော့တော့ဗျာကျွန်တော်တို့ဒီရွာနာပေါ့ဗျာလဲကအမျိုးမျိုးရှိတာပေါ့ဗျာဒီနာရွာတယ်လဲတွေလည်းကောင်းတယ်ဗျာမြေတွေလည်းကောင်းတယ်နောက်ကဆက်တွေလက်မဆက်တွေလည်းကောင်းတဲ့ခါကျတော့ဒီနာဈေးမြင့်တယ်ဗျာ ဈေးမြင့်ဆိုတော့ဘယ်လောက်ထိမြင့်သွားလဲဆိုတော့1100လောက်ထိတော့မြင့်သွားတယ်ဗျာ1100အနည်းဆုံး800လောက်ထိမြင့်သွားတယ်ကိုပဲအောက်ဘက်ကွင်းနေကြတော့ရေနဲ့ကွင်းနေလည်းဖြစ်တယ်နောက်တစ်ခါဒီဆက်သွယ်ရေးကြတော့လည်းခက်ခဲတဲ့ခါကျတော့အဲ့ဒီနေရာကြီးကြတော့သူကဘယ်လောက်လဲဆိုတော့250 300လောက်အဲ့ဒီမှာ400ပေါင်းကျအဲ့လောက်ပဲဖြစ်သွားတယ်အခုချိန်ကြတော့ဒီနေရာတွေအယောင်းဝယ်ဖြစ်နေသေးလားအယောင်းဝယ်မဖြစ်ဘူးဗျာမဖြစ်ဘူးဆိုတော့အခုကျွန်တော်တို့ဟိုလုံက1200 800လောက်ဆိုတဲ့လေကွဲတွေကအခုချိန်မှာဆိုကျွန်တော်တို့က350 400လောက်ပေးမှလို့မရှိဘူးရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေပူးပေါင်းပြီးမက်လာထဲမှာစမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကမီဒီယာကိုပြောပါတယ်ဒီစီမံကိန်းမှာဝန်ထမ်းတွေနဲ့တကယ်နေထိုင်ဖို့ခက်ခဲတဲ့သူတွေအတွက်ဆောင်ရွက်မှာ ဖြစ်ပြီးစောက်လုပ်ရေးလုပ်ငန်းရှင်2000ကျော်ကိုဖိတ်ခေါ်ပြီးအစိုးရပါဝင်တဲ့အစုရှယ်ယာကုမ္ပဏီကြီးကတာဝန်ယူလှုပ်ဆောင်ပါလဲဖြစ်ပါတယ်တကယ်တမ်းအကောင့်ထည့်ဖို့မှာတော့ကျွန်တော်တို့သိရတဲ့လောက်ကတော့ငကိုတင်တာအောင်ထားတဲ့သူတွေပဲဟိုအကောင့်ထည့်ဖို့မှာဖြစ်ပါတယ်ဒါကတော့ ဟိုအကုန်လုံးပါဝင်အောင် လုပ်မယ်အကုန်လုံးပါဝင်အောင်လုပ်မယ်ဆိုတာကတော့ဟိုအခုတည်းကတော့အစိုးရတရရဲ့အစီအမံနဲ့တော့ဟိုကျွန်တော်တို့တွေဒီဟာတော့မင်းတို့တာဝန်ယူပါဟိုဟာတော့တာဝန်ယူပါဆိုတာမျိုးတော့ဟိုမရှိသေးပါဘူးဒီရန်ကုန်မြို့တစ်စီမံကိန်းဟာလွှတ်တော်ကိုတင်ပြထားတာမရှိသေးပေမဲ့ပွင့်လင်းမြင်သာမှုရှိတဲ့စီမံကိန်းဖြစ်မယ်ဆိုရင် ထောက်ခံတယ်လို့ရောင်တိုင်းဒေသကြီးလွှတ်တော်ဗန္ဒာယေးစီမံကိန်းနဲ့စီးပွားရေးကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ် လက်ရှိအချိန်မှာတော့အဲ့ဒီစီမံကိန်းမြေနေရာတွေကိုမြေသိမ်းမိတ်ထုတ်ထားတာဖြစ်ပြီးမက်လာထဲမှာလှုပ်ဆောင်မယ်ဆိုတာကစီမံကိန်းရဲ့မြေယာရော့ကျေးပေးတာတွေကိုလှုပ်ဆောင်တာဖြစ်မယ်လို့ပြောပါတယ်။ဒီစီမံကိန်းမှာအရင်လောက်ကန်ကွင်းပြုခဲ့တဲ့ကုမ္ပဏီ၃ခုနဲ့တခြားလုပ်ငန်းရှင်တွေလည်းပါလာနိုင်တယ်လို့ဒေါ်စန္နာမင်းကပြောပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။